B Home Bossan ဘတ်2.35တန်းနေစပြီးတော့အခုမြင်နေရတဲ့အိတ်ခန်း၄ခန်းပါတောင်းဟောက်ဆိုဝယ်လို့ရပါမယ်။တောင်းဟောက် area 144 square meter ပေအားဖြင့်ဆိုလို့ရှိရင်ပေအကျယ်18ပေခွဲကျယ်ပါတယ်။နှစ်30လီဆိုးဂလုံးပြားထွက်မဲ့အပြင်ပေမန့်ကိုအရေးကြတစ်နှစ်ခွဲပြောပေးလို့ရတယ်။ location ကတော့1006လမ်းမပေါ်ပါပါ။ဒီလမ်းမကနေမြို့ထဲကိုသွားလို့ရှိရင်ဖြောင်းတိုင်းသွားရင်တဖက်ဂိတ်ထိပေါက်ပါတယ်။အခုရှေ့မှာမြင်နေရတဲ့လမ်းစုံကတော့ outer ring နဲ့ဒီလမ်းရဲ့လမ်းစုံ ညနေဆိုလို့ရှိရင်1 km ပဲဝေးပါတယ်2မိနစ်ပဲကားမောင်းရပါတယ်သူဒီဘက်ကိုဆက်သွားလိုက်တယ်ဆိုရင်လည်းဒီမှာ Diaveri project တစ်ခုကိုမြင်ရမှာဖြစ်ပါတယ်ဒီလမ်းတစ်လျှောက်လုံးမှာလည်းဒီလို AR project တွေအများကြီးရှိပါတယ်ဗျာအလေးကတော့ဆောက်လောက်ပြီးပြီးသွားတဲ့ unit လေးဖြစ်ပါတယ်ဒီတောင်းကတော့ show unit လေးပါအဲသူကနှစ်ထပ် town house အောက်ထပ်ကားနှစ်စင်းစာခြောင်ခြောင်ချီချီရမယ်သူ့အကျေက18ပေခွဲရှိပါတယ် အရှည်ကအောက်ထပ်က24ပဲရှိပြီးတော့အပေါ်ထပ်က36ပဲအောင်ရှိပါတယ်ဗျာနော်ချက်ဝင်ကြည့်အောင်အဲ့တော့ Town House ကိုဒီလိုနှစ်ဖက်ခွဲပြီးတော့ဒီဇိုင်းလုပ်ထားတယ်ဒီဘက်ကတော့အိမ်ဝင်ပေါက်ဒီဘက်မှာတော့လေကားပတင်းပေါက်တွေပေါ့နော်ဒီမှာအိမ်ဝင်ပေါက်ကအဲ့တော့ living room နဲ့ကိုဝင်မယ် sofa TV စင်နေရာရှိမယ်ဒီဘက်ညာဘက်ကလေးမှာအပေါ်တက်တဲ့လေကားနဲ့ဒီအောက်မှာ foyer တို့နေရာလေးရှိမယ်ပြီးတော့ဒီအောက်ထပ်ရဲ့ bathroom ကသူတို့မှာထားထားတယ်နော် okay living being dining တစ်ဆက်တည်းဟောဒီဘက်တောင်မှာ pantry လေးရှိမယ် outdoor ကို kitchen မထွက်ရတော့ဒီနေရာ kitchen ဖြစ်မယ်ညာဘက်ချမ်းမှာအောက်ထပ်ရဲ့ bedroom ဒါကတော့ရုံးခန်းလေးလိုပြင်ပြထားတယ် bedroom လို့လည်းရမယ်ဒီနောက်ဖက်မှာတော့ extension kitchen ပေါ့နော်ဒါတွေကတော့ quote ကိုပြန်လုပ်ရပါတယ် extension kitchen ပါမယ်ဒီမှာတော့ wash area အဲခုန24ပြီဆိုတာကဒီနောက် extension မပါဘဲနဲ့ဒီဒီနောက်နေရာနေပြီးတော့ဘိုးရှိနေရာဒီတိုင်းတာ24ပြီရှိပါတယ်ပေါ်ရမှာအခန်း၃ခန်းနဲ့ရေချိုးခန်း၁ခန်းဒါလေးက အနောက်ဖက်ဆုံးက single room လေးဖြစ်မယ်အနောက်ဖက်ကို blind box တစ်ပောက်ရအောင်ဒါတော့အနောက်ဖက်ကအခန်းကြီး bedroom 2 queen bed ရမယ်သူလည်းနောက်ဖက်ကိုပြတင်းပေါက်ရမယ်ဒီမှာစာကြည့်စပွဲဗီဒီယိုတွေနေရာလေးတွေလောက်ထားပြီးရတယ် မှာအောက်ထပ်ရဲ့ common bath လွယ်ရှိမှာတော့ master bedroom ခန်းကျင်ပါ master bedroom ကျည်ကြီးပါဒီမှာ desk တစ်ခုရှိမယ်ဒီမှာ king bed ထားဖို့နေရာပြီးတော့ဒီမှာ tv ဆင်လေးအလင်းမှာခြားထားပေးတယ်ဒီနောက်မှာ wardrobe area brand owl လည်းဒီကနေထွက်လို့ရမယ် ရရှိရတော့ပတင်းပေါက်ရှိတယ်ဒီလိုဝင်ကျဲပါသူရဲ့ master park အိမ်အကျေရော location ရောဈေးနှုန်းရောတင်တာမို့လို့ငွေအများကြီးမသုံးမဲနဲ့ over room လိုအပ်တဲ့မိသားစုတွေစဉ်းစားနိုင်ပါလေအခုမြင်နေရတဲ့တိဆောက်ပြီးပြီးသွားတဲ့ unit တွေကတော့အကုန်လုံးကဆိုးလောက်တွေဖြစ်နေပါလေအခုဝယ်လို့ရှိရင်ဒီမှာမြင်နေရတဲ့ဒီတောင်ဘက်လှည့် unit ၅ခု၆ခုလောက်ရှိတယ် အဲကောင်တွေက February မှာရမယ်။သူ့ရဲ့နောက်မှာ cut ဆောင်မယ်မြောက်ဖက်လက် unit တွေကတော့ April မှာရမှာဖြစ်ပါတယ်။နော်ဒါလေးစိတ်ဝင်စားရင်ဆက်သွယ်လို့ရပါပြီ။ကျေးဇူးတင်ပါတယ်။